အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးတို့ရေးချမ်းရေးတာတော့မညင်မြချင်းတင်ချာလို့အမိရတဲ့ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာလိုက်ပါနားဆင်ခမ်းနားပေးကြပါအောင်ခင်ဗျာမညင်မြချင်းတင်ချာဖြတ်ခနဲ့အိယာနိုးသွားသည်ညကအေးအေးပြတ်တော်လဲနေ့စဉ်ပြုတ်နေကြအိယာအစောထခြင်းသည်အကျဉ်ဖြစ်၍နေပြီအမေကိုစောင်းငဲကြည့်လိုက်တော့အသက်ရှူတမ်းမြင်းမြင်းကိုကြားရသည် ွဲတံများတစည်စီဖြစ်၍မနေဘဲနှစ်နှစ်ခြားခြားအိမ်မောကြနေသည့်အတွေ့ရင်းထဲမှာချမ်းမြေသွားသည်ညတော်ကတော့အမေအိတ်မရပေစနစ်ကျော်ဆွဲကတ်နေသောပန်းနာယောဂါကဒီလိုပါပဲနှွေမာလောက်ပဲအမေတက်တက်တသာရှိသည်အခုလိုစောင်းကလာတွေမှာတော့အမေမှာခံစားရသည်ဘလို့ပဲခံစားနေရပါသည်ယောဂါတွေဖောက်ပြန်နေပါသည်အမေလက်တုံးကတော့ဒေါ်လုံးမေပန်းနာပြောက်စေးပါပဲတခါတခါ ။အိုးတခါတခါမှမဟုတ်ပါဘူးလေ။အမေကိုအထူးကုဆရာဝန်ကြီးများနဲ့ပြကျင်သည့်စိတ်တွေကအတိုင်းထက်အလွန်ပါပဲ။ဆက်ကလေးတလုံးကိုပိုင်ရှိနေပြီဆိုရင်တော့ပြနိုင်ပြီထင်သည်။အိုမီဂါမျိုးအစား၁၁လုံးတောင်အခုပေါက်သေး1500ကျော်နေပြီဆိုတော့ကိုပိုင်ဆက်ဝင်နိုင်ဖို့ကလည်းမစင်စားနိုင်ကြပါဘူး။မစင်းစားနိုင်ပေမဲ့လေတွေးကျင်နေသေးသည်။နာယီတန်ချောင်းခောက်တန်သုံးစုံကို ခတ်တဲ့တဲ့ကြတော့ခင်လာမနေနိုင်ပြီခြုံဆောင်ကိုခွာသည်စိတ်ကနေအေးဒတ်ကိုခံစားရသည်ရုတ်တရက်ခြုံဆောင်ကိုပြန်ခြုံလိုက်ပြီပြူပြီးမှအိုးမဖြစ်သေးပါဘူးနောက်ကြတော့အန်တီမြင့်ကစူနေပါဦးမယ်ဟုတ်အတွေ့ဖြင့်ရုတ်ခနဲထလိုက်သည်ပြီးမှအမေနိုးသွားမှဖြင့်ဟုတ်တတိယသည်ကျမ်းပြင်ကိုဖောက်ဖောက်နေသည်ဖျားစင်ဘက်အမှတ်တမဲကြည့်လိုက်တော့ ကိုထွေးလေးပစိုးချုံပြီးကိုင်းနေသည်ဒိုးနဲ့နှခုထိမတက်ပါပဲလို့နေသောဆောင်ကိုကိုထွေးအားပြင်ပြီးတော့ခြုံပေးလိုက်သည်အင်းရှိရေကပြင်ရောက်တော့အပြင်မှာကမှောင်နေတုံးပြီနှင်းမြကတိတ်တိတ်တဲတဲကြာနေသည်စားနှင်းမီးသွေးမုံကိုမှင်ပလင်းခုံအတွင်းမှလက်ဘွားထဲထည့်ရင်ဟိုးအဝေးကိုငင်းမြော်ကြည့်သည် ။ဓာမီးတိုင်မှာမီးလုံးငယ်ဤအလင်းအားသည်တောင်ပေါ်မြို့ကလေးငယ်ရဲ့နှင်းတို့ထဲမှာဝိုးဝါးမှိန်ပြနေလေသည်။အိုးရေကလည်းအေးလိုက်တာရေခဲရေကျနေတာပဲ။ဒီနှစ်ဆောင်ပိုအေးတယ်ထင်တာပဲ။အမေလည်းဒီနှစ်ပိုပြီးယောဂတဲတယ်။ခင်လာစိတ်ကအမေ့စီရောက်သွားပြန်သည်အင်းဒီနေ့ဈေးနေဆိုတော့လုံချီ20လောက်တော့လာကောင်းပါရဲ့အထက်20ဆိုတော့ငွေ ဒီအထက်ကကိုက20ရမှာဒါဆိုနေကြီးစေးကမ်းမှာအမေကို ပြနိုင်လိမ့်မယ်တောင်ကြီးကအထူးကိုဆရာဝန်ကြီးတွေရှိမပြနိုင်တော့လေကိုမျိုးကလေးတွေကစေးကမ်းစေးကမ်းလောက်တော့ပြပြရမှာပေါ့နော်ညာကဆို အမေတိတ်ပြီးခန်းစားရတာပဲမောဘီပြော့ခွေသွားလိုက်တာအိုးတိတ်တနာဖို့ကောင်းလိုက်တဲ့မေရဲ့ဒီနေ့ဈေးသိမ်းရင်တမီစေးကမ်းလိုက်ဖို့ပေးပါမယ်နော် စိတ်ထဲကကလေးပြူသည်။အိုးကြည်စံဒီလောက်အစောကြီး ချမ်းချမ်းစီစီကြီးကိုဈေးတဲ့တွေဆုံးနေပြီ။အခါတိုင်းဒီလိုအချိန်မဆုံးသေးပါဘူး။နှင်းတော့မကွဲသေးဘူး။ဈေးဝယ်တွေတောင်တွေ့နေရပြီ။နောက်ကြတဲ့ဆိုပြီးအန်တီမင်းကတော့ကျင်းနေစူအောင်မှာပါပဲ။ဈေးအဝင်ဝါချီဗျံကြဟင်းရွက်တဲ့ကလေးများကိုရှောင်းတင်းပြီးခြေလန်းကိုတွတ်တွတ်လှမ်းသည်။ငါချောက်တန်းကိုဖျက်ရင်း အထယ်တန်းဘက်ကိုကြည့်လိုက်တော့အထယ်တွေဖြန့်၍ခင်းနေသောအန်တီမြင့်မျက်နှာခက်ပြည့်ပြည့်ကိုလှမ်း၍မြင်ရသည်စက်ကုံနေဘက်မှာတော့မီဆူးတယောက်ပဲတွေ့ရသေးသည် ကိုစိန်မြင့်နှင့်မက်ခင်စန်းတင်းတို့လင်းမယားကတော့မတွေ့ရမရောက်တော့သေးဘူးဟုထင်သည် နောက်ကြပေါ်ရပြီဟုလည်းတွေ့ရင်ခင်လှအားတက်သွားသည်အန်တီအစိုးရရှိသေးတယ်ဈေးကစီးနေပြီနော်ဘဝမရေဖြင့်အန်တီမြင့်ကိုနှုတ်ဆက်သည် ဟဲ့မနေ့ကပေးသေးလေပြီးတော့ဒီနေ့စနေရုံးပိတ်ရက်ကျောင်းပိတ်ရက်နဲ့စီမှာပေါ့ညီတို့ကသာဝရိယနဲနေတော့တော့စက်ခုံကိုလည်းဖုံလေးပါတွေတုတ်လိုက်အောင်အန်ဒီမင်းကရခိုင်စင်တဲတော့ရဲ့လုံကြီးတဲများကိုစိုင်းနောက်ကျော်ကျိုးတန်းပေါ်လွှတ်တင်ရင်ပြောသည်တော်သေးရဲ့နောက်ကြလို့များစုနေအောင်မလားလို့အန်ဒီမင်းကိုစိတ်ထဲကနေကျေးဇူးတင်သွားသည်စက်အဖုံးကိုဖွင့်သည် ဖုန်နှင့်ဆက်စီများဖြင့်ညှိမ့်မှုန်နေသောစက်ကောင်းကိုအဝေးဖြင့်ပုတ်သည် အင်္ဂလိပ်လိုစင်ကားဟုရေးသားထားသောချွေရောင်စလုံးများလက်ပြီးတောက်ပါလာသည်စက်ခုံကိုပုတ်တိုက်သည်ဘိန်ကြီးကိုပုတ်တိုက်တော့တိတ်ပြီးတော့စိတ်မရှိခြင်း ဖုန်များက ခဲနေသည်စိတ်မရှိလို့လည်းမဖြစ်သေးပေအန်ဒီမင်းက သူ့ဆက်များကိုတာသမီတွေလိုတယူးတရာရှိသည် အခုစင်ကားလေးဆိုသူ့အပြိုတုံးကလေးကမျက်မျက်နှိုးနှိုးကင်ခဲ့တော့ဆန်းဟုပြောသည်ခင်လာညိမို့ပေးတာနော်တက်တက်ရဲရဲနဲ့ငင်းငင်းတတကိုင်အဖေဆုံးတဲ့နေ့ခင်လာကြောင်းထွက်ပြီးအန်တီမြင့်စီမှာဆက်ဆချုပ်တော့ဒီလိုပြောခဲ့ဘူးသည်ခင်လာကလည်းကိုပြစ်စီမဟုတ်ပေမဲ့မပြက်စီစေခြင်းမှာဆက်ပြက်လို့ပြင်ရပြီဆိုရင်တော့လေကုံရစီတဝက်ကို ကိုကပေးရတာပဲမဟုတ်လား ပြင်းနေတော့ရှုပ်ထက်လေးတွေရပြီဆိုခင်လာတိတ်မုံနဲ့နေပြန်တို့ ပြေးอยู่ရတော့တာပဲယောဂတဲ့အမေနဲ့ကိုထွေးလေးကရှိသေးတယ်လေကိုထွေးကရှစ်တန်းသာရှိသေးပေမဲ့ကြောင်စည်းကြီးကတိတ်ကြီးတာပဲကြောင်ဖွေးသားအချိန်မျိုးဆိုတေးသာတေးလိုက်ရှင်တော့တယ်ဒါပေမဲ့ကိုထွေးကတိတ်တတ်ပါတယ်လေဘာမှအပိုသုံးဆွဲတာမှမရှိပဲကိုထွေးဆက်ဆက်တန်းအောင်ရင်တော့ ရန်ကုန်မန္တလေးတက္ကသိုလ်ကြီးတွေပို့လိုက်ရှင်သေးတယ်မဟုတ်တော့တောင်ကြီးကောလေးလောက်တော့ထားလိုက်ရှင်တာပဲအင်းလေကိုတွေဆက်တမ်းမအောင်ခင်တော့ကိုပိုင်ဆက်ကလေးတစ်လုံးလောက်တော့ဝယ်နိုင်ကောင်းပါရဲ့ကိုပိုင်ဆိုအန်တီမြင့်နဲ့ခွဲပြီးတော့မပေးရတော့ဘူးငွေရှိတဲ့သူများကြတော့လဲဘာလို့လို့အဆင်ပြေနေတာပဲနော်အန်တီမြင့်ဆိုဈေးနေကြရင်73လုံးနဲ့ဓာတ်ဆက်ကလည်းတရာတော့အตาလေးရတာ ဒါတော့အထဲကမြက်တာမပါသေးဘူးအန်တီမြင့်က အထဲဆိုလဲသူများဆိုင်နေတာမတူဘူးစုံအောင်တင်နိုင်တာအခုပေါ်နေတာဘီဘဲချင်းတို့ဂျပန်ရှန်တို့ပလဲရှန်ဂျပန်စီတီဝီဒေဝီရေစီဓာနလက်အိုးစုံနေတာပဲညီမလေးဘာလို့ကျင်လဲဖဲလာပါတိတ်လားဇာလာဒီမှာအဆုံရှိတယ်နော် အန်ဒီမြင့်ဈေးခေါ်တန်ကြားမှခင်လအတွေ့များပြတ်တောက်သွားသည်အန်ဒီမြင့်ကဈေးခေါ်ကောင်းသည်စကားပြောရှူတာလိုက်ဒီမှာလဲတကားရေးလိန်ထားတယ်လို့ပင်အန်ဒီမြင့်က သူ့စီမှာလုံချီလာဝယ်လျင် ဆိုင်မှာပဲရှုပ်သွားဖို့တွန်းတွန်းပို့ပို့ပြောတတ်သည်ဒီလိုပြောတတ်လို့လဲခင်လတို့မိစုတို့ကိုစိန်မြင့်တို့လင်မယာရှုပ်ရတာပါပဲအန်ဒီမြင့်ကဆိုင်မှာ အထက်စိန်လေးတွေပါ တင်ရောက်တော့လုံချီဝယ်တဲ့သူတွေက ခင်လာတို့စီမှာချုပ်ဖို့ထားခဲ့တာပဲလေဈေးသွားပြီအပြန်ဝင်ယူသွားရုံပဲချင်းရောင်ချင်းချောင်းမင်းဈေးမှာတော့ခင်လာတို့အုပ်စုပဲလုံးကြီးလေးတွေချုပ်ကြသည်ဈေးချုပ်အထယ်လေးတွေချုပ်ယိုးလိုက်ကြသည်ဈေးချားမှာချုပ်ရပေမဲ့လေဈေးနေမှာတော့တိတ်ပြီးတော့မနာရပေဈေးနေဆိုတောင်းနေဟက်ကေကရင်ွေးတာရော စတဲ့ရွာကလေးတွေကတအုပ်တဖွဲ့လာကြရောင်းကြဝဲကြမှုဈေးကစီသည်အဲ့ဒီရွာကလေးတွေကပဲဈေးချုပ်အထည်လေးတွေဝယ်ဝဲတတ်ကြသည်မြို့ပေါ်ကတော့မဝယ်တလောက်ပါပဲအစဝယ်ပြီးမြို့ထဲကအေဘာစင်းရင်တို့ရှူတိုင်းရင်တို့ပါပဲရှုပ်ကြသည်အဲ့ဒီဆိုင်ကြီးတွေကလည်းခန်းခန်းနာနာရှိပြီးရှုပ်ပုံလေးတွေတည်တည်တတ်တတ်နဲ့ပုံစံလေးတွေထွင်တတ်လေသည် ဒီပုံစံလေးတွေကိုအစခန်းညံ့ညံ့ကလေးတွေနဲ့ချုပ်ပြီးဈေးပေါ်ပေါ်နဲ့ပဲဈေးထဲမှာရှရောင်းတကြသည်ဈေးပေါ်ဒီမို့အထက်ကိုကြီးဈေးပေါ်တာကိုပဲတုံးကြသည်ဒီတော့ရှုပ်ရိုးကတိတ်မခိုင်ခြင်းဒီလိုမခိုင်လို့လေခင်လာတို့ရှုပ်ရိုးလေးတွေလိုက်ကြသည်ဒါပါပဲလေခင်လာတို့မှာကဆက်ချုပ်ပညာကျွမ်းကျင်စရာလဲမလိုပဲရှုပ်ရိုးဖြောင်းဖြောင်းတန်းတန်းနဲ့ မြန်မြန်အတွက်အတွက်စံနှင်းနိုင်မှုကအဓိကပဲဖြစ်သည်ချုပ်ချုပ်ညီအောင်ချုပ်ဆိုလိုပါတိတ်လုံးကြီးလေးကို အထက်ဆင်တက်နေရမှာမော့ကြည့်သည်ကွန်သွေးများဖြင့်မဲညင့်နေသောသွားများပေါ်အောင်ဥလူပေါ်ကြီးအပြုံးဖြင့်နှုတ်ဆက်သည်နောက်ကြလာကြည်လားတထေးလေးဆိုတော့အေးစစ်စစ်ပေါ့နော်မနောက်ပါနဲ့ဟာငါညကတောက်တာများသွားတော့ဟာ မနဲ့အဲ့ရထားနောက်ကျသွားတာလောက်ပြီဦးလူဘော်ကြီးကတော့မဲ့ညိုကမစူဘူးလားဟာမိမမများထားလိုက်စမ်းပါဘယ်စူရဲမှလဲအဲဘိုက်ကြောပဲဆွဲလိုက်တာဗောဝါကနေရေမောကြသည်ကျုပ်ဆိုအသားကိုအထီခံတာမဟုတ်ဘူးအဲထွက်ပြေးတာဗောကိုမြင့်စိန်ကနောက်သည်မခင်ဆန်းတင်ကဆက်နင်းနေရာမှာရည်သည် အာဘာတွေသဘောကျပြီးရည်နေတာလဲကျုပ်လည်းလိုက်ရည်အောင်မယ်အတန်ကြားတာနဲ့ခင်ခင်လာမျက်နှာတီးပြလိုက်သည်နိုင်ငံခြားပြည့်အထဲတွေရောက်နေတဲ့ကိုအေးတန်းကိုတော့ခင်လာမကြည့်မရခြင်းမင်းသားချုံအောင်ဝစ်စားပြီးပါဝါမပါတဲ့မျက်မှန်ကိုတတ်ထားတတ်သည် သူ့ကိုယ်သူရုပ်ရှင်မင်းသားထုံထုံနိုင်တဲ့တူတဲဟူလည်းပြောသေးသည် သူ့ဆိုင်ဘေးကဟင်းချုံမုံရောင်းနဲ့တင်းတင်းတို့တွေကပြောမှာပေါ့ သူစီကအင်းကြီးလေးတွေဈေးရင်အတိုင်းအကျွေးရနေတာကိုခင်လာဘာစားပြီးပြီလဲငါထမင်းစားမလားဝယ်ခဲ့မယ်လေစားပြီးပြီဘိုက်လည်းပြည့်နေပြီတကယ်တော့ခင်လာဘာမှမစားရသေးကိုအေးတန်းဝယ်ပေးတာကိုတော့မစားချင်သူ့ပျော်ပြီးရင်နဲ့ဝယ်ကြွေးပြီဈေးထဲမှာပေါက်တော့ကြရပြောဦးမည် တင်းတင်းဆိုလေသူနဲ့ပဲရေးစားဖြစ်နေတယ်လို့တင်းတင်းကပဲသူ့ကိုကတ်နေတယ်လို့လို့ရှောက်ပြောနေသေးတယ်ကိုရေးတန်းကြီးခင်လာပဲကြွေးမလာမီးစုကတမအဲသူ့ပဲတရားတယ်ခင်လာအမြင်ကက်ကက်နဲ့မျက်စောင်းထိုးပစ်လိုက်သည်ကိုရေးတန်းမျက်နာကတော့ဆက်ဖြဲဖြဲပင်ဒေါသဖြစ်ဖြစ်နဲ့စက်ကိုကြုံနေပစ်လိုက်သည်ချိုယိုးเจ้าများကောက်ကွေ့သွား၍ပုံ၍ဒေါသဖြစ်ရလေသည် တိန်နာကြီးစိတ်သေးကလည်းကြိမ်သေးပြစ်လိုက်သည် ပါတိတ်တထဲတရုတ်ပိတ်တထဲနဲ့ပလေကနှစ်ထဲရှုပ်ပြီးတော့ခင်လာပိုက်စားလာသည်မိစူးကိုလှမ်းကြည့်လိုက်တော့ရခိုင်စင်တဲတော့ရဲ့လုံကြီးတထဲနဲ့အလုံးချုပ်နေသည်ခေါင်းပင်မဖို့မိစူးကိုဆောက်ရမနေတော့ပဲဆက်ခုံမှထားသည်ဝတ်သားချင်းတပွဲလောက်စားဖို့စိတ်ကူးသည်ဝတ်သားချင်းကိုဟင်းထုတ်နေရောဝတ်သားချင်းတစုံစာဂျူးမြင့်တကိုက်ကြိုက်ပြီး ဝက်ခောက်ကျော်ကိုတကြွန်းကျွန်းနဲ့စားရတဲ့ကိုခင်လှသဘောကြသည်ဒါပေမဲ့တကယ်တမ်းကြတော့လေဝက်ခောက်ကျော်နဲ့ဟင်းထုတ်ထဲ့၍မစားပြပေဝက်သားချင်းတပွဲတဲကိုသုံးချက်ကြနေပြီဆိုတော့လေနောက်နှစ်ချက်ကိုခင်လှနှမျောသည်ဒီတော့ရင်နွေးကိုတဝါတောက်ပြီးသားဖြစ်သွားသည်လေအန်ဒီလုံချီလေးတွေလာယူရင်ပေးလိုက်ပါဦးကျမမဟုတ်တော့စားမလို့ဟဲ့မကြနဲ့နော် ဒီနေ့ကအယောင်တိတ်ဆိတ်တာအထက်တွေကလာအောင်ပါအန်တီမင်းကဘီဂျဲချန်ပီယံလူကလေးကို ကိုက်တန်နဲ့တိုင်းနေရမှာပြောသည်ခင်လာက ဟုတ်ကဲ့ပါဟုတ်ပြောပြီးမုတ်ဆိုင်တန်းဘက်ကို တိုးတိုးဝှေ့ဝှေ့ဆင်းလာခဲ့သည်အန်တီပြောသလိုပါပဲလကထုတ်ပြီးစနေနေ့မျိုးဆိုရင်ဈေးကတိုးလို့ကိုမပေါ့ဟောရက်20ကျော်ပြန်တော့လေဈေးတွေတရေ6ဒလာအောင်မရသည် ။အိုးငါးသမင်းတွေကလည်းငါးသမင်းဆိုင်တွေမှာလည်းလူကအပြည့်ပါပဲလား။ထိုင်စရာတော့မရှိဘူး။ဆိုင်မှာမစားတော့လည်းအထုတ်ထုတ်သွားပြီးစိတ်ကူးလိုက်သည်။ရင်းနှီးတဝတောက်ဖို့စိတ်ကူးကိုတော့ခင်လာဖြတ်လိုက်ရလေသည်။ကိုဘောကောမပါဘူးလား။ခင်လာဝတ်သားချင်တော့ကလေးဆွဲပြီးဆိုင်ဘက်ပြန်လာတော့ကိုအေးတန်းကစသည်ခင်လာမကြားချင်အောင်ဆောင်းပြီးကိုလူပေါ်ကို စကားမရှိစကားချသည် ဥလိုပေါ်ကြီးအမောပြေပလားအေးဟာမပြေလို့လည်းမရဘူးလေမူးကြောင်ကြောင်နဲ့ငိုက်နေလို့မုတ်ကျွဲ့နှစ်ထုပ်လောက်ဆွဲသွားရင်ငါချုံသွားမှာခင်လားဥလိုပေါ်ကြီးဈေးကုန်ကိုအမှတ်တမှန်ကြည့်သည်ပဲချမ်းကျော်လက်ဖက်ထုပ်မုတ်ကျွဲ့ထုံများကိုကြိုးကြိုးကြဲကြဲတွေ့ရသည်ဟိုတုန်းကတော့ဥလိုပေါ်ဆိုင်ကဝဲချင်းစရာပစ္စည်းစုံစုံလင်လင်နေပြီအခုတော့ ကိုစိန်မြင့်ကြီးသလိုလူလယ်ပယုတ်လုံးနဲ့တူလာပြီတဖြည်းဖြည်းပပလာတဲ့ဖြစ်နေသည်ခင်လာတို့သာလုံပါပလာတာအတီမြင့်တို့ကိုဤတန်တို့ကတော့ပို့ပြီးပြေဆုံးလာသည်စိုင်းမာတင်နဲ့ပစ္စည်းရောလူရောပါပဲလေခင်လာရေဒီဓာနလက်ပါတိတ်လေးရှုပ်ပါကွယ်တက်တက်ရရနော်ဒေါက်တာဒေါက်တာထွန်းစော်ရဲ့ကတော့ဘူးအန်ဒီကလက်ဆောင်ပေးရမှာ ဖြည်းဖြည်းချုပ်ရတယ်ဈေးသိမ့်ပြီးမှအန်ဒီကိုတိုင်သွားပြီမှာအန်ဒီမြင့်နှားပြေတော့လုံကြီးကိုယူသည်ဖလှလိုက်တာ အစိမ့်ရင်ပေါ်မှာအနက်ပွင့်အနီအဝါပွင့်ကလေးတွေနဲ့ဆရာဝန်ကတော်နဲ့တိတ်လိုက်မှာပါပဲဆရာဝန်ကတော်ကတော့ဖြူဖြူနွနွလေးဆိုတော့ဟတ်မဟတ်ဒီပါတိမျိုးဘယ်တော့ဝတ်ဖူးမလဲမသိဘူးနော်ခင်လာလုံကြီးကိုတယူတရကရင်တွေ့သည် ခင်လာစက်ကုံပေါ်ထိုင်တော့အမျိုးသားနှစ်ယောက်မလေးချားလုံကြီးနှစ်ထဲအကင်လေးရဲ့စက်ခုံကြီးရက်သည်ခဏနေယူမယ်ရှုပ်ထားပေးပါဟုဆိုသည်နှစ်ခေါက်ထပ်ရှုပ်ပေးနော်လိုင်းကြီးအောင်လဲရှုပ်ဝေးတယောက်ကပြောသည်ဩနှစ်ပေထပ်ကိုပြောတာလားပစိုးတွေကတော့နှစ်ထပ်ပဲရှုပ်ကြတာပါစိတ်ချပါချင်းကျင်းနေစေရပါမယ် ပစိုးနဲ့ထဲလှမ်းယူရင်အဲ့သူစိတ်ကျေနပ်အောင်ပြောသည်ဟဲ့ကလေးမငါလည်းဒါလေးချုပ်ပေးပါဦးနိုင်တော်ရှိနဲ့နော်အတော်ကြီးတယောက်ကရှီလုံးရှီချမ်းတထဲကို ထိုးပေးသည်ဟုတ်ကဲ့အတော်ဈေးတစ်ဖက်ပတ်လိုက်ပါဦးပတ်ပြီးတော့ဝယ်လိုက်ပါဦးရပါတယ်အင်းအတော်ကဈေးဝယ်ပြီးပြီစောင့်ရုံပဲ အတော်ကြီးကစောင့်ယူမယ်ဆို၍ပေါင်ပေါ်တွင်ရှိနေသော ပါတိတ်နှင့်မလေးချားနှစ်ထဲကိုစက်ကုံဘဲဘဲနေရာလို့ပေါ်တွင်တင်သည်အတော်ကြီးလုံးကြီးကိုအတော်ကြီးလုံးကြီးကိုဆက်နေဖို့ပြင်သည်ခင်လာစက်ကုံပေါ်အာယုံဆိုင်ပြီးတော့မိစုတို့ကိုစိန်မြင့်တို့ဘက်လှည့်၍မကြည့်အားသူတို့မှလည်းဈေးချုပ်တွေလုံးကြီးတွေခလေအင်းကြီးတွေနဲ့ခေါင်းမဖော်နိုင်အားပဲအတော်ကြီးလုံးကြီးပြီးတော့ပစိုးနှစ်ထဲချုပ်သည် နောက်ထပ်လဲပါတိတ်တထဲဘီဘဲချင်းတထဲနဲ့နတ်စင်လိုက်ကလောက်ဖို့တက်ထွန်အနိစတစလက်ခံထားသည်ဆရာဝန်ကတော်အတွက်လုံးကြီးကိုတော့ဈေးဆဲမှ လူပားမှချုပ်ပေးဖို့စဉ်းစားသည်စက်ကိုတပြောင်းပြောင်းနင်းသည် အထယ်နှင့်လိုက်ဖက်သောအက်ရှီကိုလဲသည်တထဲပြီးတထဲဆက်သည်စက်ကုံချေဈေးဝယ်များဈေးလယ်များစွစုခဲခဲဖြတ်သွားဖြတ်လာဖြင့်ဈေးကလည်းစီကားနေသည်ကိုသတိထားမိသည် ခေါင်းမမော့အားအထက်လေးတွေကဈေးဝယ်ပြီးဈေးလဲပြီးယူကြမှာမို့ပြည့်ပြတ်ခုဝင်ဝဲအာယုံဆိုင်သည်နောက်ဆုံးနတ်စင်လိုက်ကလေးအနားလုံးပြီးတော့ခင်လာညောင်းပြီးဈေးလဲကွဲစားပြုပြီးခင်လာဆက်ခုံမှထသည်ခါကိုဟိုဘက်ဒီဘက်လှည့်ရှိုးသည်ဆက်ခုံဘယ်ဘက်ကိုကြည့်လိုက်တော့နေရာလက်နေသည်ခင်လာထိတ်ခနဲဖြစ်သွားပြီးထိတ်ထိတ်ပြပြဖြင့်အောက်ကိုကြည့်သည် စကုံရှိနေအနေနာ ကြီးကန်းတောက်မှောက်ကိုလည်းကြည့်သည်ခင်လာငိုကျင်လာသည်လောက်ပြီညီးကတော့ဒီတော့လူရှုပ်နေတာ ပေါ့ပေါ့တန်တန်ထားရသလားစောစောကဘီဘဲတထဲချုပ်တော့ရှိသေးတယ်ခင်လာမုံမမရဲပြောသည်အန်တီမြင့်မျက်နာကတော့မကြည်လင်လာပြီမီစုကိုစိန်မြင့်တို့လည်းမရနဲ့ဥလူဘော်တို့မျက်နာကိုတလဲစီကြည့်မိသည်သူတို့လည်းမျက်နာမကောင်းလားဖြစ်မှဖြစ်ရလေဟာ ဥလူဘော်ကစိတ်မကောင်းစွာပြောသည်ကိုစိတ်မင်းကဆက်လက်ကိုမိကိုထောင်းထအောင်ဖွာသည်ဒါဆိုဘလို့လောက်မလဲဟဲ့ဘလို့လောက်ရမှာလဲရော်ရမှာပေါ့မကင်စန်းတဲ့အပြောကိုအန်တီမင်းကခက်ဆက်ဆက်တုံ့ပြန်သည်ဘာဖြစ်တာလဲဘာဖြစ်တာလဲကိုအေးတန်းကသူ့အထက်များကိုတစ်တာကြီးတဲ့တွင်ထဲ့သိမ့်နေရင်မေးသည်ဥလူဘော်ကအကျိုးအကြောင်းပြောပြသည် ဘာလို့မို့လို့လဲကိုကိုစိုက်ပေးမယ်လေခင်လာနှလုံးသားမှာစူးအောင်နာကျင်သွားသည်ကိုအေးတန်စိုက်ပေးတာကိုလက်မခံခြင်းကိုအေးတန်အခုညမျိုးတော့ခင်လာမလို့ခြင်းပါနေပါစေကျမဘာသာကျမဖြစ်တဲ့နည်းနဲ့ရောပါမယ်ကိုကစေတနာနဲ့ပါကွာမလို့ပါဘူးခင်လာစူးစူးရဲရဲတုံ့ပြန်ပြောဆိုတော့လေမျက်ရည်များကစီးကျလာသည်ရင်ထဲမှာတင်းကျပ်နေသောဝေဒနာကိုခံစားရသည် ဒီလိုလုပ်ပါ၏ငါကပဲစိုက်ပေးထားပါမယ်ဓာတ်နှစ်လက်က450ဆိုတော့ညီတနည်း20ဖြစ်အောင်ဆက်ဟုတ်ပြီလားတနည်း20ဆက်လို့ကတော့ခင်လာစူးစမ်းရစူးစမ်းဆက်ရဲပါသည်နောက်ညပိုင်းစစ်လိတ်လိုက်ပြီးအပင်ပန်းခံရုံပဲဟုတ်ဟုတ်ကဲ့ခင်လာဆက်ခနေကောင်းချင်းလေဒါပေမဲ့တနည်းချင်းပေးဆက်ရမှာဆိုတော့တက်လာဆက်ရမှာ ဒါဆို150တောင်ပိုနေပြီပေါ့ဥလူဘော်ကမကြင်မနှက်ဖြင့်အန်တီမြင့်ကို ဝင်ပြောသည် ပေးရမှာပေါ့ဒါအထုံးစံပဲနေပြန်တို့တောင်းဆိုလိုပဲပေးရမှာပဲမပေးချင်တခါတည်းရောပေါ့အန်တီမြင့်ကိုတန်အတော်မော်ကြည့်မိသည်ခင်လာရင်မှာပို့ပြီးနာကျင်လာသည်တခုခုကို တုံ့ပြန်ပြောဆိုခြင်းမှာတော့လေနှုတ်ဖျားမှာတုံရင်ပြီးဆုံးအာနေသည်ခင်လာပြန်တော့မီဆူးလဲနဘေးမှာကပ်ပါလာသည် နှစ်ယောက်လုံးစကားမပြောဖြစ်ကြပြီဈေးပေါက်ရောက်တော့ကားလမ်းမကြီးအုတ်ခုံအုတ်ခုံဝိုင်းမှာမက်ဒလင်တီးဝိုင်းမှာတရှင်းတန်ခတ်အဲ့အဲ့ကိုကြားရလေသည် လူမွေးတွေကမနေခင်မီတထေးဖြစ်တော်မူမဟုတ်ပဲနဲ့မိစုကတူတူဖော့ဖော့ပြောသည် လမ်းမပေါ်ရောက်တော့မိစုကခင်လာလက်ထဲကို45ကျပ်တန်တကယ်ထုတ်ပေးသည် နင်ဆက်ကောင်းတိန်နေတော့ငါရဲ့မခင်စန်းတင်းတို့လင်မယားရဲ့ဥလူပေါ်ရဲ့ဆုလိုက်တာခင်လာရင်ထဲတွင် စာနာတိအကျင်နာရတယ်လို့အကျင်နာရတာကိုစောစောပိုင်းကနေမတူ နာကျင်စွာခံစားရသည် နေပါစေဟာနင်တို့စေတနာဟဲ့ယူရမယ်နေရမေမနေမကောင်းတာနေမယ်ဒီနေ့စေကံပြကျင်နေဆိုမေစုချာကနေလှဲ့ထွက်သွားသည် မက်ဒလင်တီဝိုင်းစီမှာတရှင်းတန်ကတော့ပြန့်လွင့်နေသေးပင်မဟေဒီမဂဇင်း1989အောက်တိုဘာလဟုတ်ကဲ့ပါခင်ဗျာအခုဆက်လက်ပြီးတော့ဒံယာလို့အမည်ရတဲ့ဝိထုတော်လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရစေခင်ဗျာဒံယာညီအကိုလိုခင်မင်းရင်းနှီးရတော့ကိုညိုထုံးလူကဖတ်ပြီးတခုခုပြောပါအောင်ဆိုပြီးပေးလိုက်သည့်မနေသားဆိုတဲ့ဝိထုစာမူကျမ်းကလေးကိုဖတ်ပြီးတော့ ်ရင်ထဲမှာထိထိခိုက်ခိုက်ခံစားရသည်ကိုညိုထုံးလူကမြို့တက်ပြီးဟင်းရွက်ကစုံထွက်ရောက်သည် ကုံစင်းတက်ကြီးရဲ့ဈေးရောင်းရငွေနှစ်ချက်ခွဲကလေးကိုလူတယောက်ကလူရဲ့တိကိစ္စကို ရေးဖွဲ့ထားသည်လက်တလောအချိန်နေမှာဓာတွေကတကယ်ပဲဖြစ်နေပြီလားကိုညိုထုံးလူကတော့သူတငယ်ချင်းចောင်းဆရာပြော့ပြတဲ့တကယ်အဖြစ်ပြက်ဟုဆိုသည်ဒီလိုအဖြစ်ပြက်တွေအများကြီးပဲတဲ့ကျွန်တော်ကတော့ဖတ်ဖူးကြားဘူးတာနဲ့နေ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  ခံစားနားလည်ရသည် ကိုယ်တိုင်မြင်တွေ့ရခြင်းလျင် တွေ့ကြုံရလျင်ဘလို့နေမည်မသိစိတ်မကောင်းဖြစ်ခြင်းများစွာနှင့်မုန်းကျက်သွားမည်ထင်သည်အခုကိုပင်ရင်းထဲကနောက်ကြည့်ကြည့်ဖြစ်နေသည်စိတ်အာယုံကိုအရှားတစ်ဖက်သို့လွှဲပြောင်းလိုက်ခြင်းသည်ဥတ္တရာမဲ့လွင်မျောပြစ်လိုက်ရင် ကောင်းမည် စိကရတလေတောက်ပြစ်လိုက်ရလျင်အာယုံကိုဟိုဟိုဒီဒီရပ်ဖောက်နိုင်မည်ဝေးဝါးသောစိကရမိခိုးမြင့်ကလေးတွေကိုပဲဖြစ်ဖြစ် အတွေးမျောကျင်ရာမျောစီလေစေထိုအပ်ပြိုများဖြုတ်ရာလျှက်စက်မီဒီလေးပေကစီကရက်ဘူးကိုထန်ရမထလှန့်ဆွဲတော့ဘူးထဲမှာစီကလေးတစ်လိုက်ပင်ကက်ကက်ရဲရဲမရှိတော့ဘူးကွန်ကို လုံးချေပြီးအပြင်ကို ပြတ်ပေါက်ဖို့လက်အရွယ်မှာအမြင်လမ်းကြောင်းနဲ့လူနေရောက်ဝင်လာသည်ထိုလူနေရောက်မှာစန့်ကျင်ဘက်နှစ်ခုရှင်တွဲလာသလိုဖြစ်နေသည်တယောက်ကအဝေးအစားအပြင်အစင်တန့်တန့် တယောက်ကညင်ညင်ထေးထေးနွမ်းနွမ်းရော်ရော်အပြင်အစင်တန်တန်နဲ့လူက စပိန်တစည်းကိုတွန်းလာသည်သူတို့နှစ်ယောက်ကျွန်တော်စေကန်းဝါတို့ရောက်လာလေသည်စပိန်တွန်းလာသူက စပိန်ကိုတောက်ထောက်ပြီးစေကန်းနဲ့ဥဆောင်ရေးဝင်လာသည်လူနာဟူသောအသည့်ဖြင့်ကျွန်တော်ထိုင်ရာမှဆက်ခနဲထပြီးအပြုံးတစခါဟဟပြုံးသည်ကျွန်တော်စပိန်နဲ့တိုက်မိလို့ဆရာလူရည်တန်တန်ပုဂ္ဂိုလ်ကပြောတော့ လွန်ခဲ့သောနှစ်တွေကခက်ဆားခဲ့သည့်ပင်ဆိုချက်အယောင်ခံမရတော့ခံမမ်းမရတော့ဝိထားသူက သူ့ညာဘက်ခြေထောက်ကိုအတုံအားနာမှုရဖြင့်ထိုးပေးသည်၆တွေးစာထုံးတရိုးဖြင့်ပေးပေးကြံနေသောထိုသူရှင်မထိတ်မှာပုံးပဲ့နေသောတွေးများကတစိမ့်စိမ့်ထွက်နေသည်နောက်မီပါ ရောဘာဖနက်မှာပင်တွေးကဆူ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 ရှိသည် အသေးစားကြည့်တော့ဒံယာကမပြင်းထန်လား စေလိမ့်ပြီးအနာမရင်အောင်စေထိုးပေးလိုက်လျင်ပျောက်ကွင်းတော့သည်ဟုခံမှန်းရသည်ကဲကဲဂရင်ဘော်တက်ခိုင်မိသူကဂရင်ဘော်ကိုအဖေးအမမလိုပဲတက်သည်ကျွန်တော်ကအနာကိုဂွန်းစားဖြင့်ဖောက်ဖောက်ပုတ်ပြီးသွေးများကိုတန့်စင်သည်ဆရာကျွန်တော်ဗားဆက်လုပ်ပေးရမလဲလုပ်ပါခမရလည်းဖြစ်စီနေတာပြောပါဘယ်သူမှမမှန်မှန်ကျွန်တော်စပိန်နဲ့တိုက်မိမှာတော့ကျွန်တော်တောင်းဝန်ပဲလေ ပိန်ချင်းကကျွန်တော်ကိုပြောရမှာတစ်ဆက်တည်းပဲခိုင်းမိသူကိုလှည့်ပြောသည်ရပါတယ်အကို အကိုပြန်ချင်းပြပါဆရာအတွက်ဆေးဖို့နဲ့ကျွန်တော်ရှင်တော့ခိုင်းမိသူရဲ့စကားမဆုံးခင်မှာပင်စပိန်ချင်းကလက်ကပြပြီးအိတ်ကတ်ထဲမှာပတ်စံဆွဲထုတ်သည်ပြီးတော့အနာကိုဆေးထည့်ပလာစတာကပ်ပေးနေတော့ကျွန်တော်ကို ကြတဲ့ငွေမေးသည်ဆေးထိုးရမှာနဲ့ တောက်ဆေးပေးရမှာကိုစောစောကလေးကတွက်စာထားပြသမှုကြားတဲ့ငွေကိုတွေးတွက်မနေပဲပြောပြသည်သူကဆေးဖို့ကြားတဲ့ငွေကိုပေးပြီးတော့ခိုင်းမိသူကို10တန်တရက်ပေးရင်ဘလို့မှစိတ်မရှိပါနဲ့နော်ဟုထဲ့ပြောသည်ကျွန်တော်ကို ခွင့်ပြုပါ ကျွန်တော်ကိစ္စတခုအရေးကြီးသွားစရာရှိနေလို့ပါကျွန်တော်မဖြစ်ခင်ပါပဲခိုင်းမိသူကရပါတယ်အကိုအကိုသွားစရာရှိတာသာသွားပါဟုတ်အလျင်အမြန်ဖြတ်ပြောသည် စပိန်ချင်းခလန်းလန်းရောက်သွားတော့ခိုင်းမိသူကစေတော်ကံဖို့လှဲ့နေရမှာထထိုင်တယ်။ဆရာကျွန်တော်ကျွန်တော်ကိုစေမထိုးပါနဲ့ဆရာ။စောစောကအကူပေးထားတဲ့စေဘူးကျွန်တော်ကိုပေးပါ။ကျွန်တော်တန်တော်ဖြစ်သွားသည်။ပရိုဂိန်းကိုမိုးရင်နဲ့ဆက်ပြီးလှုပ်နေရမှာထိုသူကို နားမလဲတို့ကြည့်နေမိသည်။ဘာဖြစ်လို့လဲ။ကျွန်တော်အမေကို သူ့တော်တော်နဲ့မဖြစ်။ပလာစရာကတ်ထားတော့သူ့အနာကိုသာငုံကြည့်နေသည်။ ။နောက်မှခေါင်းကိုဆက်ခနဲ့မော့ပြီ။ဒီလိုအနာမျိုးကတော့စေမထုနဲ့ပျောက်ပါတယ်ဆရာ။ကျွန်တော်ဒေါသထောင်းကနေထွက်လာသည်။ဒံယာငယ်ကလေးကနေပော့ပော့တန်တန်ကြောင့်ကြီးမားကျယ်ပြန့်ပြီးရှေတောက်ဖြက်ပြစ်ရတာမျိုးတွေမကြဘူးဘူးလား။မေးခိုင်ဖို့တို့ဝင်ပြီးအသက်အနည်းဖြစ်စေတဲ့အထိဆိုးွားတဲ့ကိစ္စမျိုးကိုကျွန်တော်ရှင်းပြရမလား။ကျွန်တော်ခေါင်းကိုခါရမ်းပြလိုက်သည်။ဘာမှမဟုတ်တော့တဲ့အနာလေးကိုဆေးထိုးပေးပြီး စေတို့ကယူကျင်တယ်လို့များသူထင်နေသလားဖြတ်ခနဲ့တွေးမိတော့ဒေါသစိတ်ကကြွလာပြန်လေလူလူလဲလဲဖြစ်နေတော့ကျွန်တော်စိတ်ကိုငြိမ်ငြိမ်မွန်းဝေဖြစ်အောင်ဖြေချော်ရသည်ရတယ်ပတ်စံယူထားလိုက်ဒါပေမဲ့ခမရစေထို့သွားဇေဝိဒဒါနာဟုနှလုံးသွင်းနေရဲ့ကျွန်တော်စေထို့ပေးလိုက်သည်တောက်စေးကိုလည်းညှို့ဆိုပြီးပေးသည်သူကလက်အုပ်ကလေးရှိလျက် ကျွန်တော်အတွက်ဒါမကကျွန်တော်မိသားစုအတွက်ပါ ကတော့ပါလေဆရာဟုတ်ပြောပြီးနှုတ်ဆက်သွားတော့ရင်ထဲမှာစွန့်နေပြီးလှိုင်မောသွားသည် ကုံစုံဆိုင်နဲ့ကက်လေရဲ့ကုန်းရဆိုင်ကလေးမှာစီကလက်ဝင်ဝင်ဝင်ရောကျွန်တော်နဲ့ဓာမစိမ့်သောအတန်ကိုကြားရသဖြင့်လှည့်ကြည့်လိုက်သည်ကုံစုံဆိုင်ထဲမှာစပိန်တိုက်ခံထားရသူနဲ့အဖော်တယောက်စပိန်တိုက်ခံထားရသူကကြွကြွကလေးကင်လေရဲ့ဆံများထည့်ထားသည့်စီပိုင်းပြည့်ချက်တွင်ရက်နေသည် ။ဆိုင်းရှင်ကဆန်းရှင်ပေးနေစဉ်သူတို့နှစ်ယောက်ပြောနေသောစကားအတများကိုနားမစွင့်ပဲကြားနေရသည်။ဒီနေ့ဆရာအုံးကကိစ္စရှိလို့ဆိုပြီးအိမ်အစောကြီးပြန်သွားတော့နေအတွက်မရှင်းခဲ့ဘူးလေကွာ။မင်းသိတဲ့အတိုင်းနေအတွက်ကလေးမှမရရင်ငါမိသားစုဘာနဲ့သွားစားမှာလဲ။တနေ့ရတာကလည်းတနေ့ကုန်တာဆိုတော့စီကရဘူဘူပြန်အန်းငွေယူပြီးရှေးလန်းအချွေမှာ သူတို့စကားတန်တွေကထက်ကြမကွာလိုက်လာပြီ ကျွန်တော်နားစီမြေးကိုတာမကနှလုံးသားကိုပါထိုးခွဲပြစ်လိုက်လေသည်ဒါနဲ့စပိန်လည်းပုတ်တိုက်သွားရောအနားမှာရှိတဲ့ကြောက်ခဲတုံးကြီးကိုစောင့်ကန်လိုက်တော့ခွေကနေသွေးတွေလည်းထွက်တော့တာပေါ့ကွာမတက်နိုင်တော့ဘူးလေလျှက်ရက်တစ်ပြတ်ဆုံးဖြတ်လိုက်ရတာပဲလေ1988ဩဂုတ်လတာရမဂဇင်းဟုတ်ကဲ့ပါခင်ဗျာဝိထုတို့တွေကတော့ဒီဒီမဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ အချိန်ပေပြီးဝင်ရောက်နားဆင်အားပေးကြကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့တဦးတယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မများအားလုံးကိုစိတ်နှပါချွေလန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှကိုင်းဝေးကြပါစေခင်ဗျာ